ားလုံးမင်္ဂလာပါထမင်းဆောင်မပြောင်းကျွန်တော်တို့မှမနေ့ကနေစပြီးတော့ပူချေရမိုင်းနော့3ပဲကြံပါလေဒီနေ့လည်းမိုင်းနော့3ပါပူချေရချစ်ချင်းပြောင်းပါပါလေနောက်တော့ကျွန်တော်တို့စက်ရုံမှာနေ့လည်စာထမင်းဆောင်ချိန်ပါဒီနေ့ကျွန်တော်တို့မှအမဲသားအချိုချက်လေးတွေ့ပါတယ်ကျွန်တော်ဆက်ရုံမှာအခုချစ်ထားတဲ့ဟင်းလိုမျိုးအမြဲကျွေးပါတယ်သူကအဲထဲမှာဆိုကော်ဖီထုတ်လေးပါပါတယ်ပြီးရင်မုံလောက်ဦးအနီလေးပါပါတယ် အဲသူရဲ့အချိုရသားတော့ကျွန်တော်တို့အဲ့ဒီ copy ထုတ်လို့အဲ့ဒီမုံလောက်ဥအနီလို့ခြုံတဲ့ရသားလေးပါကျွန်တော်နည်းနည်းစောင့်ကြည့်ပါမယ်ဓမင်းပူလေးနဲ့ပါအင်းရန်စကောင်းပါလေအဲကျွန်တော်အဲ့ဒီအမဲသားခြုံခြုံအချိုချစ်လေးရန်ချိတ်ပါလေမပါဒီတစ်ခါတော့သူကမုံမပါပါဘူးဒီတိုင်းမုံလောက်ဥအနီရဲ့ copy ထုတ်လေးရပါကျွန်တော်အမဲသားတွေအများကြီးယူခဲ့ပါတယ်ဒီမှာတော့မုံလောက်ဥအနီတွေပါ ဒီနေ့ game ချီကျွေးပါလေကျွန်တော်တို့ကအဒီမုံလောက်ဦးအနီအချိန်မဲကျွေးတော့မျိုးလို့ game ချီကခုမှပြန်ပြီးတော့ကျွေးပါလေစားကြည့်စားလေးပါအပြင်မှာဝယ်စားမယ်ဆိုရင် game ချီအစစ်ကြည့်ပါလေအဲ့ဒါလေးကတော့မုံလောက်ဦးအချိန်လေးပါဒါတော့သူကချစ်ပြီးတော့အဆက်လေးနဲ့လောက်ထားတာပါသူတို့ရဲ့အဆက်တွေကအရင်မဆက်ပါဘူးပြီးရင်ကျွန်တော်တို့ကဒီနေ့ကြာစံကြောင်းလေးလက်ကျွေးပါလေ ကြောင်တန်ကျော်လေးဟူသောမုံလုံးအနီလေးရဲ့မဲသားရဲ့ပြီးတော့ကျွန်းနေရမူရဲ့ကျော်လာတာပါဒါတော့ကျွန်းနေရမူလေးပါအဒီကြာဆန်းကျော်လေးကိုကျွန်တော်မြန်မာလူမျိုးတော်တော်များများကြိုက်ကြပါတယ်ပြီးရင်တရုတ်တွေလည်းအဒီကြာဆန်းကျော်ကျွေးနေနေဆိုရင်သူကထမင်းမထဲတော့ပါဘူးကြာဆန်းကျော်လောက်ပဲထဲပါတယ်စားလို့ရအောင်ပါတယ်အပြီးရင်ဒီတစ်ခေါက်သူကအဒီရင်ကြီးဟင်းချိုသူကနန်းရွက်လေးနည်းနည်းနဲ့ချစ်ထားတာပါပြီးရင်နန်းထောင်းလေးလည်းပါပါတယ် အကူရောင်းမှာအခုလိုချက်ထားတဲ့အဲ့ဒီရင်ကြီးဟင်းချိုဆောင်းထွင်းဆိုရင်အရန်တော့ခေါမှာလည်းအရန်လိုက်ပါတယ်ပူပူလုံးလုံးလေးပါအော်ဒီနေ့အရန်အင်းနေတော့သမင်းပူပူဟင်းပူပူနဲ့ဟင်းချိုပူပူနဲ့ဆိုရင်အရန်မိုက်ပါတယ်အဲကျွန်တော်အမဲသားညီညာရေးခဲ့ပါတယ်ကျွန်တော်သမင်းကိုနည်းနည်းပဲထည့်ခဲ့ပါတယ်ဒီမှာကျွန်တော်စိတ်မှကြွေးနေနေလဲစားပါ အဲကျွန်တော်အမဲတော့အများကြီးပြောပါတယ်ကျွန်တော်ဆောင်းတွင်းဆိုရင်ဓမင်းကိုလည်းနည်းနည်းရှော့ပြီးတော့စားပါတယ်သူကဆောင်းတွင်းဆိုရင်အစာခြေရတာအဲသိစမပြေလို့ပါဓမင်းစားပါအောင်အကျွန်တော်တော့စားနေပါပြီအဲမဲတာဟင်းလေးဓမင်းလေးနဲ့စားရင်အရန်စားအောင်ပါလေရန်လိုက်ပါလေမလို့အချိန်နေပါစားကြင်ကြရပါအဲပြီးတော့အခုနောက်တော့ခင်ကြည့်ပါ sorry ပါဒါတော့မလို့အချိန်နေပါ အဲဒီလိုချစ်ထားတဲ့မိုးလုံးအချိန်ကြီးတော့သင်ပေါ်ပြီးရတာနဲ့ဆင်တူပါလေ။ကြောင်တန်ကြော်လေးစားပါဦး။သူရဲ့ကြောင်တန်ကြော်ရဲ့အရသာတော့အရသာတော့ပေါ့ပေါ့လေးနဲ့နေပါလေ။ဟိုအရသာဝင်လဲတော့ကြောင်စံကစားလိုက်တော့ဆက်ဆက်လေးနဲ့စောက်လို့အရန်ကောင်းပါလေ။အဲကျွန်တော်ဟင်းချူလေးနဲ့တောက်ကြည့်ပါမယ်။ပုံမှန်ဆိုရင်ရင်းကြီးခက်ခက်ချစ်တာပါ။ကိုကနန်းရွံ့နဲ့ချစ်တာတာပါ။ ်ချွတ်ချွဲလေးနဲ့ပြောရတာအရင်ကောင်းပါလေ